အားလုံးပဲမင်္ဂလာပါဗျာ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူဆရာဧကဇော်ရေးသားထားတဲ့စိတ်ဝင်စားဖွယ်ပရောလောကဇလန်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးကြပါတယ်ခင်ဗျာဇလန်းလေးကိုခန်းစားနားဆင်ပြီးခဲ့ကြပါအောင်ခင်ဗျာဒီလိုဗျာကျုပ်တို့ရွာမှာအရန်စွမ်းထက်တဲ့ဇုံးကြီးတယောက်ရှိခဲ့ပါတယ်ကျုပ်တို့ကတော့တိတ်ပြီးတော့မမီလိုက်ပါဘူး ကျုပ်တို့အဖိုးတွေအဖေတွေကတော့တော်တော်ကလေးကိုမိလိုက်တာပေါ့သူ့နာမည်ကဥသာဆန်းလို့ခေါ်တယ်ဒီဒိုင်မန်ရွာကလူတွေကတော့ဥဘသာလို့ပဲခေါ်ပါတယ်လူကိုရမှာဆိုရင်တော့ဇုံတိကြီးဥဘသာလို့ခေါ်ကြတာပေါ့ဗျာအဲသူပုံစံကတော့လူကခတ်ပုပုခဝဝဖပိုင်းဗျာနှကမ်းမွေးမုတ်ဆက်မွေးကျွတို့ကျတဲ့နဲ့ခေါင်းကလည်းထိတ်ကြီးပြောင်းနေရဗျာအဲမျက်နှာမှာလည်းကြောက်ပေါက်မာနေနေဆိုတော့ ကြည်လိုက်ရင်ကိုကြောက်စရာကြီးပေါ့ဗျာဒီတိုင်းမဲ့သူကအမြင်သာကြောက်ဖို့ကောင်းတာအင်မတန်ခင်မို့ကောင်းတဲ့လူကြီးဗျာအမြဲတမ်းကူးကြီးမြုံနေပြီးတော့ခပ်ပြုံးပြုံးကြီးနေတတ်တယ်ဗျာအဝတ်စားဆိုရင်လေအင်းကြီးအဆုတ်ကြီးပဲဖြစ်ဖြစ်စွတ်ကြက်လက်ပြကြီးပဲဖြစ်ဖြစ်ဝှထားတက်ပြီးတော့အောက်ကလည်းပစိုးတူတူနဲ့တာယာဖနှတ်ကြီးကိုဝှထားတက်ပါတယ်သူ့ကိုဆုံးဆူရတော့ရွာကလူတိုင်းကတိကြတာမဟုတ်ဘူး ကျုပ်ဖိုးကအရင်ကတကြီးဖြစ်ခဲ့လို့သာသူ့အကြောင်းကိုသိနေတာဗျာ။ "तू ကဆုံးဆုပြီမလဲ။တခြားဆုံးလို့ပြုစားတာတွေဘာတွေမလုပ်ဘူးဗျာ။ရိုးရိုးတသားလဲလုတ်တယ်။နွားမွေးတယ်။ဒါတော့ပဲလောက်ကန်စားတောင်းနေတာ။အကျုပ်တို့ဖိုးပြောမှုတာက ဆုံးတွေဟာလက်ကြောမတင်းတဲ့လူတွေတဲ့။ကိုလို့စားတဲ့ကိုအလုတ်လုတ်ပြီးတော့ဟင်းကောင်းမစားနိုင်လို့ဟိုလူကိုဖမ်းစားလိုက်။ဒီလူကိုပြုစားလိုက်လို့ပြီးတော့ အမဲသားဟင်းတို့စက်သားဟင်းတို့တောင်းပြီးတော့ခေါ်စာပြစ်ခိုင်းပြီးတော့စားတော့ကြတာတဲ့ဥပဒါကတော့ဒီလိုမဟုတ်ဘူးဗျာကျုပ်တို့ငငယ်တုန်းကလေသူ့ကိုစုံမလုံးဝမသိဘူးနောက်တော့မှအဖိုးတို့ပြောပြတာရဲ့ကျုပ်တို့ကိုယ်တိုင်ကြုံခဲ့ရတာတွေရဲ့ကြောင့်စုံမန်သိလိုက်တာတကာကတော့အဖိုးကမေးမှုတယ်တဲ့အဲ့တုန်းကဂျပန်ခင်တော်ပေါ့ဗျာကျုပ်တို့အဘေးကလည်းတကြီးဗျာ သူသေးတော့သူ့သားကိုအေးပိုင်နေကတကြီးခန့်လိုက်တော့ကျုပ်ဖိုးကတကြီးဖြစ်သွားတာပေါ့ဗျာအဲ့တော့ကသူ့အစ်ကနစဲကြော်လေးပဲရှိသေးရာဒါမဲ့ရွာသားတွေကတော့အဖိုးကိုလေးစားကြပါတယ်ကိုတူကိုသားလို့ချစ်ခင်ကြပါတယ်အဖိုးကလည်းတကြီးဆိုပြီးတော့ဩဇာမပြင်းခဲ့ပါဘူးကျုပ်တို့ကတကြီးမျိုးရိုးဗျာဟဲ့ကျွားရတော့မထင်ပါနဲ့အကျုပ်ပီးကြီးကလည်းအင်္ဂလိပ်ခေတ်ကတည်းကတကြီး နောက်တော့ကျုပ်အဖိုးတကြီးဖြစ်တယ်။ကျုပ်ဖေလည်းတကြီးဖြစ်ခဲ့တယ်။အဲကျုပ်လည်းကြတော့တကြီးမဖြစ်ခဲ့ပါဘူးဗျာ။အဲတနေ့တော့တကြီးပေါ့ဆာအဖိုးကဥပဒါကိုမေးကြည့်ရဲ့။ဥပဒါ။ခမားကဆုံးလို့ရွာကလူတွေကပြောနေကြတယ်။ကျုပ်ကတော့သူများပြောစကားကိုမကြားကျင်ပါဘူး။ခမားပါဇက်ကပြောတာပဲယုံကြည်တယ်။ဆိုတော့ဥပဒါကြီးကခေါင်းညိတ်ပြီးတော့သူကဆုံးတယောက်ပါလို့ ဝန်ခံတဲ့ပြ။အေးဒါနဲ့အဖိုးကအဲ့ဒါဆိုရင်လေခမရကလေးတခုပဲ။ကျုပ်တို့ရွာကလူတွေကိုခမရရဲ့ပညာနဲ့မကောင်းတာတွေကိုမလုပ်ရဘူး။မဖမ်းဆရဘူး။လူအဖိုးကဂရိပေးခိုင်းပါလေ။ဥပဒါကဂရိတော့မပေးဘူးပြ။အေးဒါမဲ့သူကအကျိုးရအောင်တော့သူမလုပ်ပါဘူးလို့ပြန်ဂရိပေးတယ်လို့ပြောတာပဲ။ကျုပ်တို့ရွာကဇီးကုန်းလို့ခေါ်တယ်ဗျာ။ ကျုံကျုံနာမှာပြီတော့ရွာရဲ့တမ်းမြင့်ရွာရဲ့ပဲဆိုပြီးတော့ရွာသုံးရွာကဘုကလောင်ဆိုင်ပုံစံနဲ့တီးရှိနေကြတာအဲ့ဒီရွာသုံးရွာရဲ့အလယ်မှာပကံခိကတဲ့ကတီးထားတဲ့ပထိုးတစ်ခုရှိရဲ့ဗျတရွာနဲ့တရွာကိုရှစ်မှန်စီဝေးတယ်အရှိတူကြီးတွေရွာတီးခဲ့တာကလည်းအံ့ဩစရာကြီးဗျဘုကလောင်ဆိုင်ကိုတရွာနဲ့တရွာရှစ်မှန်ကွဲတီးပဲထားပါတော့အဲ့ဒီဥပဒေကြီးအကြောင်းကိုဆက်ပြီးတော့ပြောရအောင် ဥပဒါကြီးကသဘောကောင်းတယ်ဆိုပေမဲ့သူကအလွန်အဆနောက်တန်တယ်ဗျရွာကလူတွေဆိုရင်လေသူကပြူစားတာတော့ဘာလို့မလုပ်ပေမဲ့မထင်မထင်သလိုဆနောက်တာဒါကြောင့်လဲကျုပ်ဖို့တကြီးကခဏခဏတတိပေးရတာပေါ့ဗျအေးဒီတခါပြောပြမှာကတော့ခုနကဖန်းစားတဲ့ဇာလန်းပဲဗျအဲ့ဒီအဖြစ်ပြဲတုန်းကကျုပ်တို့ကခန့်ငငယ်ကပေါ့အတည့်ရတော့ကျုပ်ရဲ့ဖိုးတယောက်ရဲ့ဆိုတော့ကျုပ်တငယ်ချင်း ။နောက်ပြီးတော့တခြားတငင်ချင်းတွေလည်းပါတယ်။ဘုံကြီးကျောင်းဝိုင်းအနောက်ဘက်မှာဂုံချင်းထိုးခင်းကစားကြတာပေါ့ဗျာ။ဂုံချင်းဆိုတာကတော့ဂုံချင်းရဲ့အစေးပြ။ခပြပြချောချောကလေးဖြစ်နေတာ။အဲ့ဒါနဲ့ပြစ်ပြီးတော့ကစားရတာပါ။အကျိုးတို့ကတော့ဂုံချင်းထိုးလို့ခေါ်ကြတယ်။စော့နေတော့ဖိုးတယောက်ကဘိုင်းအောင်လဲဆိုပြီးတော့လဲကြသွားတာပဲဗျ။သူ့ဘိုက်ကိုလည်းလက်နဲ့ဖိထားပြီးတော့အော်ဟစ်နေတာ။ အိမ်တော်ကကျုပ်တို့အားလုံးစနစ်သားလောက်ပဲရှိသေးတာဆိုတော့ဘာလုပ်ရမှန်းမသိဘူးပေါ့ဒါနဲ့ဖိုးရီယုတ်ကိုဝိုင်းထမ်းပြီးတော့သူ့အိမ်ကိုလိုက်ပို့ကြတာပေါ့ဗျာအဲသူ့အိမ်ကိုရောက်တော့ပူပူဆိုးလာတယ်ဗျာဖိုးရီယုတ်ကငိုပြီးတော့လူလိတ်နေတာပဲဒါနဲ့ရွာကဆေးဆရာကြီးကိုပြင်ရတာပေါ့ဆေးဆရာကြီးကလာကြည့်ရော်လဲဘာမှသိပ်ပြီးတော့မထူးကြဘူးဆေးဆရာကြီးကတေချာစမ်းသကြည့်ပြီမဲ့လေလဲမဟုတ် ဓာတ်သဘောလည်းမဟုတ်ပဲနဲ့အပြေရှာမြတ်ဝင်ဖြစ်နေတာပေါ့ဒါနဲ့ဆေးဆရာကြီးကပယောဂလိုယူဆပြီးတော့ပယောဂစစ်ကြည့်တာပေါ့ကျုပ်တို့ငယ်ငယ်ကဘိန်တော်ဆေးဆရာကြီးတွေဆိုတာအထက်လမ်းတွေဘာလဲအနေချင်းတော့တတ်ကြတယ်ဗျကျော်ယုံဖန်းစားလာဆိုရင်သူကုရင်ပြီးတယ်ဒါနဲ့ဖိုးရီယုတ်ကိုပယောဂစစ်မယ်လဲဆိုရောဖိုးရီယုတ်ကရုတ်တရက်လေးဖက်ကောက်ထလိုက်ပြီးတော့ခွေးလိုဥလေဗျာ အကျုပ်တို့လည်းမျက်မြင်မလို့အံ့ဩနေမိတာပေါ့။ဦးသားမဗျာတကယ့်ကိုခွေးတကောင်နဲ့တော်တော်ကိုတူတာ။အကျုပ်ဖြစ်အဲ့လိုဦးတက်မှာမဟုတ်ဘူး။ဒါနဲ့ဆေးဆရာကြီးကဂျိမ်းမောင်လိုက်တော့မှအူရပြီးတော့ခွေးထိုင်ကလေးငုတ်တုတ်ထိုင်နေ။နောက်တော့ဆေးဆရာကြီးကနေရပါလဲ။ဘာလို့လောက်ထားလဲလို့မီးရောမှဒွေးချောင်းကဆုံးမှပါတဲ့။နာမည်လဲပြောလိုက်သေးတယ်။ကျို့တော့တိတ်တော့မမမီတော့ မိရေးဆိုလာပါလားပဲသူကအမဲသားစားခြင်းလို့ကလေးကိုပြူစားထားတာပါတဲ့အမဲသားလေးမိသားကို မကြက်တကြက်ကင်ပြီးတော့ဇကောတဲ့ထက်ဖက်ရွက်ခင်းပြီးတော့ခမင်းမော်ကို ပုံပြီးပါတဲ့ပြီးတော့ဖယားငုတ်တို့ဂုံနာကိုနရိုင်းသွင်းခြင်းလောက်မှလာချပေးပါတဲ့မချပေးမချင်းကလေးကိုလှုပ်ထားမယ်လို့ပြောရောအေးဒါနဲ့စီးစရာကြီးကလည်းသူတတ်တဲ့လောက်တော့ကုသပေးပါတယ်ဖိုးတယောက်မေဆိုရင်လေသူ့သားလေးကိုကယ်ခိုင်းတာပေါ့လေ ဒါပေမဲ့ဆေးဆရာကြီးကဇုံကအစ်စ်မြင့်လို့သူကုလို့မနိုင်ဘူးလို့ပြောပါတယ်ဆေးဆရာကြီးကရေမန်းနေပဲအချိန်လုံးနေနဲ့ရိုက်ပြီမဲ့ဖူတယောက်ကခွေးတိုင်ထိုင်ပြီးတော့ရဲနေရဗျာဘဲနေမှကိုမနေဘူးဆေးဆရာကြီးမနိုင်တာလဲဖြစ်နိုင်ပါတယ်နောက်တော့ဆေးဆရာကြီးလည်းလက်လျှော့လိုက်ရပါတယ်ဒါနဲ့ပဲဆုံးတဲ့အပေးကြီးလှုပ်လိုက်ပါတယ်အမဲသားချပရင်ခလေးကိုရံမပြုတ်နေတော့နောက်လဲထပ်မလှုပ်နဲ့တော့ဆိုပြီးတော့ ဆုံးမကလည်းဂရင်ပြီးတယ်တဲ့အားနဲ့အမဲသားရမှုစီစဉ်ကြတာပေါ့ဒါမှခက်တာကအဲ့ဒီခေတုံးကအမဲသားတို့ဝတ်သားတို့ဆိုတာအခုခေတ်လိုမလွယ်ဘူးဗျာကြွားရရမှာအမဲပေါ်တော့မှအဲ့ဒီရွက်ကလူတွေကအမဲသားစားတာခုခေတ်လိုဈေးဆိုတာလည်းမရှိဘူးအလန်းလည်းဝေးတာဟုတ်အဲဒါနဲ့နောက်ဆုံးတော့ဘိုးတီအုံမီကတကြီးကိုအပူကတ်တာပေါ့ဗျာရွာတဲကနွားတစ်ခေါင်လောက်ရအောင်တကြီးစီစဉ်ပေးပါ သူကလည်းငွေပေးပြီးတော့ဝယ်ပမယ်ပေါ့စုံမကလည်းလူလေဗျဖိုးတယောက်တို့ကအတော်တန်ပတ်စံရှိတဲ့သူတွေပေါ့အဲဒါကြောင့်မလို့လေသူ့ကိုပြုစားလိုက်ရင်အမဲသားချင်းတွေစားရမယ်လို့တွေ့ပုံရပါတယ်ဒါနဲ့ကျုပ်ဖေကလည်းဂရီပေးလိုက်တာပေါ့အဖေကတော့စုံမအကြိုက်ကိုမလိုက်စေချင်ဘူးမြန်သာမျိုးကအထက်လန်းဆရာကြီးတွေကိုသွားပြင်ပြီးတော့နေထုတ်ကျင်တာအဲဒါပေမဲ့ဒီမှာကဖိုးတယောက်ကလူးလိုက်နေပြီလေ အဲတစ်ချက်တစ်ချက်ငွေနဲ့တတိလိချင်တယ်လို့ဖြစ်သွားသေးဟာအချိန်မရှိတော့ဘူးဆိုတော့နောက်ဆုံးတော့မင်းသားရှာကျွေးဖို့ပဲသဘောတူလိုက်တာပေါ့နောက်တော့ရွာထဲမှာ နွားရှိမဲ့အိမ်တွေကိုစဉ်းစားပါတယ်နွားတွေကများသောအားဖြင့်ခိုင်းနှားတွေကများပါတယ်နောက်တော့ဥပဒါကိုတတိရသွားတာပေါ့သူကနွားတွေမွေးတယ်လေဥပဒါအိမ်ကိုကြုတ်ဖိနေလူကြီးတချို့လိုက်သွားပါရင်ရွာကလူတွေကိုအဖေက အဲ့ဒီသတင်းကိုလွတ်ဝဲထားခိုင်းတယ်။ကျုပ်လည်းမယောင်မလည်နဲ့လိုက်ခဲ့တာပေါ့ဗျာ။ဥပဒါအင်းကိုရောက်တော့ဥပဒါကနွားစာတွေကိုဆင်းနေတာ။အဖေကဥပဒါကိုအကျိုးချောင်ပြောပြပြီးတော့နွားတောင်းဝယ်တာပေါ့။ဥပဒါကခေါင်းခါပြပါလေ။သူ့နွားတွေကိုမယောင်ဘူးလေ။သူ့မှာအသားရှိတယ်ဆိုပြီးတော့မျက်တထုံးကင်ပြီးတော့အိမ်နောက်ဘေးကိုဝင်သွားပါလေ။ဥပဒါအင်းရှိကိုပြန်ထွက်လာတော့နွားပေါင်ကြီးတစ်ပေါင်ကင်လာတယ်ဗျာ။ ငါဖိတ်တာလောက်တော့ရှိလောင်မယ်အသားကလည်းရဲနေတာပဲဗျာကျုပ်ပေကဥပဒါနွားပေါ်တယ်ဆိုရင် အသားရှိသေးရင်ကျုပ်ကိုလည်းတပိတ်တာလောက်ရောင်းပါလို့ထတ်ကြောင်းလာဥပဒါကပေကက်ကနဲ့မရှိတော့ဘူးတကြီးဒီဟာအကုန်ပဲတကြီးစားချင်တော့နောက်နေကြရင်ကျုပ်တကောင်ပေါ်ကျွေးမယ်ဆိုပြီးတော့ပြောလိုက်ပါရောအဖေကလည်းဥပဒါကိုညင်းဆန်လိုက်ပြီးတော့ဥပဒါတော့အိမ်ကနေပြန်ထွက်လာခဲ့ကြတာပေါ့ဗျာဒါနဲ့ကျုပ်တို့လည်းအမဲသားပေါင်ကြီးကို ောင်းကြီးကြိုက်ကိုထက်ပြီးတော့ပြန်ခဲ့တာပေါ့အဖေကတော့မလိုက်တော့ဘူးကျုပ်ကတော့ဖိုးတီယိုတို့စီကိုလိုက်ချင်တယ်လို့ပြောလိုက်ပါတယ်အဖေကတော့ခွင့်ပြုပါတယ်ဖိုးတီယိုနဲ့ကျုပ်နဲ့ကအခင်ဆုံးတငယ်ချင်းတွေကိုစားဖို့စားပဲကစားဖို့ကစားပဲတယ်လေအဲဒါပေမဲ့အဖေကတခုတော့ပြောပါတယ်ညနေဖယားငုတ်တို့ကိုလိုက်မသွားနဲ့ဖိုးတီယိုတို့အိမ်ကိုရောက်တော့အမဲပေါင်ကြီးကိုဖြတ်ပြီးတော့ချင်းမိပုံမှာမကြက်တကြက်ကင်းပါတယ် အပေါ်ယံသားလေးတွေကိုမေးပြပေမဲ့တကယ်တမ်းကတော့အမဲသားစိတ်နေနေကြီးသာရှိသေးတာဗျပြီးတော့နေစကောကြီးတဲ့ကိုဖက်တွေခင်းပြီးတော့အပေါ်ကထမင်းနှလုံးချက်ထားပုံကိုပုံလိုက်ပါတယ်ထမင်းကိုဖြတ်ပြီးတော့အမဲသားကင်အမြောင်းလိုက်ကြီးတွေကိုစကောလေးကိုထည့်ရတာပေါ့ဗျာအမဲသားကများလုံးတော့ထမင်းကိုတော့ဖုံးသွားပါတယ်ပြီးတော့ပစိုးပိုင်းတစ်ခုနဲ့အုပ်ထားတာပေါ့ကျုပ်တို့ကတော့ဖုံးတယုံထဲမှာသွားနေပါတယ် ဖိုးတယောက်ကလူးလိုက်ပြီးတော့အော်နေပြီမဲ့အမဲသားအနိုင်ရတော့ခွေးလေးတစ်ကောင်လုံးပဲထိုင်ပြီးတော့ရှာကြီးထွက်ပြီးတော့တရေတွေကြာနေရဗျာကျုပ်တို့ပြေယွန်းလိုက်တာတရေတွေတုတ်ပြီးလဲမြောင်စီးကြနေရဘိုင်းအောင်ကလည်းတက်သွားနေပုံလဲဗျာဒါပေမဲ့မကျေနပ်တဲ့သူတွေကတော့ရှိပါတယ်အဲ့ဒါကတော့ဖိုးတယောက်ရဲ့ဦးလေးတွေပေါ့ဖိုးတယောက်ကအဖေမရှိတော့သူငငယ်လေးကလေးကသူ့အဖေကတေးသွားခဲ့တာပေါ့ဒါပေမဲ့ဦးလေးတွေကတော့ ၃ယောက်လောက်ရှိတယ်။သူဦးလေးတွေကလည်းတန်တန်မမထွားထွားကြမ်းကြိုက်နေပြ။မကြခင်မှာနရိုင်းသွင်းခြင်းကိုရောက်လာခဲ့ရောဗျ။ဖိုးရီယုံမေကခေါ်စာပန်းကိုရွက်ပြီးတော့ရွာပြင်ကိုတိတ်တိတ်ကလေးထွက်ခဲ့ပါတယ်။ကျုပ်ဖေတကြီးကသာလက်ဝဲထားခိုင်းတာ။တယောက်စကားတယောက်နာနဲ့ဖိုးရီယုံရဲ့တဲ့င်းကရွာထဲမှာပြန့်နေပြီလေ။ရွာသားတွေတချို့လည်းထွက်ကြည့်ကြတယ်။ကျုပ်ကလည်းသိကျင်တာနဲ့အနောက်ကလည်းရွာသားတွေနဲ့လိုက်ကြည့်တာပေါ့။ ဖျားပြက်ကုန်းဆိုတာအရန်တရေချောက်တဲ့နေရာပြ။နေရာအရန်ကျန်းတယ်လို့ပြောတယ်။ကျုပ်တို့ရွာသုံးရွာအလေကဖျားတော်မဟုတ်ဘူး။ကျုပ်တို့ဇီးကုန်းရွာရဲ့အနောက်ဘက်ရုံရုံမှာရှိတာပါ။ရွာနဲ့နမိုင်လောက်ဝေးတယ်။အဲ့ဒီနားမှာဒေါ်ဒန်ကလေးလည်းရှိတယ်။နောက်တော့ဖျားပြက်ကြီးပေါ့။အုတ်ကျိုးအုတ်ပြက်တွေနဲ့ကုန်းကမှုကြီးကညနေနေရာမှာနေနေရဲကြီးဖြစ်နေတာပေါ့ဗျာ။ကျုပ်တို့အဲ့ဒီကိုလည်းရောက်ရော့ ကျုပ်အဖေနဲ့တွေ့ပါလေရောဗျာအဖေကဆိုကျုပ်စီကိုလာပြီးတော့ကျုပ်ရဲ့စက်ဘုတ်ကိုဖြောင်းနဲ့လက်နဲ့အုပ်သွားတာဗျာကျုပ်ဆိုရင်ပူထူပြီးတော့ကျယ်တွေလှနေမြင်ကုန်တယ်အဖေကကျုပ်ကိုပြန်ခန်းလိုက်တယ်ဟုတ်တော့လေဟုတ်တယ်ဗျာလူအုပ်ထဲမှာတခြားကလေးတွေတည့်အောင်မပေါဘူးကျုပ်သာဆက်ဆုလင်းအားကြီးပြီးတော့လိုက်လာခဲ့ရာဒါနဲ့ကျုပ်လည်းရွာဘက်ကိုလက်ပြန်ခဲ့တာပေါ့ဒီတိုင်းမဲ့တနေရာမှာခြုံမှုကြီးကလုံနေရတဲ့ကျုပ်လည်းသိကျင်တော့သွားကြည့်တော့ ဖိုတီယိုတို့ရဲ့ဦးလေးဖြစ်နေသူတို့ကလည်းဓာရီလန်တွေကိုကင်ထားကြတယ်အကျုံလေးခြုံွယ်တစ်ခုကနေဆက်ပြီးတော့ချောင်းကြည့်နေမိတယ်သူတို့ကတော့ခေါ်စာလာစားတဲ့ဆုံးမကိုတွေ့ရင်လန်နဲ့ထိုးမယ်ဓာနဲ့ခုတ်မယ်ဆိုပြီးတော့ဂျိန်းဝါနေကြတာပေါ့ဒါမျိုးကြတော့ကျုံလေးလက်လို့မခံချင်တော့ဘူးလေအားနဲ့ကျုံလေးဆက်ပြီးတော့ပုန်းနေလိုက်ပါတယ်ခဏကြတော့အဖေရောရွာကလူတွေပါအကုန်ပြန်သွားပါတယ်ဖိုးတယုံမီကတော့ခေါ်စာစကားကို ဖျံကုတ်တို့ရဲ့အနောက်ဘက်တောဆက်မှာချပေးပြီးတော့ခတ်တော်တော်ပြန်ပြေးသွားပါတယ်။ကြောက်လေအဲ့ဒီတော့မှကြောက်စိတ်ဝင်လာပါတယ်။အိန်းသားမှလူဆိုလို့ကြောက်ရဲ့ဖိုတယုတ်ရဲ့ဦးလေး၃ရောင်ရဲ့ပဲကြံနေခဲ့တော့တာကိုတဖြည်းဖြည်းလေးမောင်းလာခဲ့ပြီ။အဲ့ဒီအချိန်မှာခွေးဦးတန်ကြီးတခုကိုဆဆွဲငင်ကြီးကြားလိုက်ရတယ်ဗျ။မကြပါဘူး။ဒေါ်ဒန်ကလေးတဲကနေခွေးကြီးတကောင်ပြေးထွက်လာပါတယ်။အမွေးစုပ်ပေါ်နဲ့ခွေးကြီးက တော်တော်ကြီးတဲ့အကောင်ကြီးပြလူကြီးခါတော့ရရှိမယ်အရွယ်ကတော့အဲနဘောက်လောက်ကိုရှိတာဒါနဲ့ခုတ်လမ်းနဲ့ထိုးမဲ့ဖိုးရီယိုဦးလေးတွေလည်းခြုံမုတ်တွေကနေမထွက်ကြဘူးဖြစ်နေတယ်ခွေးကြီးရဲ့မျက်လုံးတွေကမျက်နေနေအောင်မနေရဲနေတာပဲဗျာနောက်တော့ခေါ်စာပန်းကိုငုတ်ပြီးတော့အမဲသားတွေကိုအားရပါးရစားတော့တာပဲဒါပေမဲ့အမဲသားတွေကပဲမကြက်လို့လားမသိဘူးခွေးကြီးကအမဲသားတွေကိုတော်တော်အားယူပြီးတော့ ဝါနေရတယ်။ခေါင်းကိုပြေးဆောင်ပြီးတော့အန်သွားနေတဲ့ပါဝါစနေ။နောက်တော့အမဲသားတွေကိုပဇာထဲကနေထွေးထုတ်လိုက်ပါတယ်။အဲဒီခါမှာပဲရေတံကြီးတစ်ခုက ထွက်ပေါ်လာပါတယ်။ကျို့တို့ကြည့်လိုက်တော့ဥပဒါကြီးပြားဟာခေါင်းပြောင်ကြီးကိုတပည့်တစ်ခုနဲ့ခေါင်းပေါင်းထားပြီးတော့ပစိုးတို့တို့ဝှထားတယ်။ခွေးနဲ့ကြီးကိုကြည့်ပြီးတော့လက်ညှိုးထိုးပြီးတော့တဟဟနဲ့អော်ရည်နေတာပေါ့ဗျာ။ခွေးကသူ့ကိုကြည့်ပြီးတော့ တကိကိနဲ့မန်းဖြီနေတယ်။ဘလို့လဲစားလို့ကောင်းရင်လားနွားမိုင်းအဲ့ဒါမဲသားမဟုတ်ဘူးငါအိမ်ကနွားတွေစားတဲ့မြက်ထုံကြီးရဲ့ခွေးကြီးကဥပဒါကိုကြည့်ပြီးတော့ကြိုက်တော့ပဲဟန်ပြင်းနေပါလေချုံမုံတွေကလည်းကြည့်ကြည့်တဲ့ကျုပ်ကဒူးတွေတဆက်ဆက်တုံနေပြီဥပဒါကတော့တစ်ချက်လေးတော့ကြောက်ဖို့မရဘူးဗျာဟောင်းမဲ နေင့မြန်င့ကိုကြိုက်မိတယ်လားနွားမိုင်နေင့ငါကျွေးတဲ့မြက်ကို စားထားမှာတော့င့ခိုင်းမဲ့ဖြစ်သွားပြီပေါ့ဥပဒါကြီးကနောက်တော့ခွေးနဲ့ကြီးကိုလက်ညှိုးနဲ့ချိုးလိုက်တယ်ဗျပါဇက်ကလည်းခုံစန်းသူအမိတ်ပေးလိုက်တာနဲ့ခွေးကြီးမှခြေလေးပဲသလိုမြေပေါ်ကနေကြွပြီးတော့ခုံဆွခုံဆွလောက်နေတော့တာပဲဥပဒါကြီးကခွေးကြီးကိုကြည့်ပြီးတော့ခွက်ထိုးခွက်လန်ရဲနေရပေါ့ခွေးကြီးရဲ့အကြည့်တွေကတော့ ကျတော့မကြင်ရတဲ့အကြည့်နဲ့ကြည်နေတာဒါပေမဲ့သူကိုယ်တိုင်ကတော့ဥပဒါခိုင်းတယ်လို့ခုံနေရတာဗျနေုံကခွေးလိုထင်နေတာနင်းကမျက်စားတဲ့ယုံကိုဥပဒါကနောက်တော့လိတ်ဆန်းလို့ပြောလိုက်တာ ခွေးကြီးကမြေမာဟုတ်ပြီးတော့ဘယ်လိတ်လိုက်ညာလိတ်လိုက်နဲ့လိတ်နေတော့ပဲဗျဥပဒါကြီးကလည်းခွေးကြီးကိုထိုင်ခိုင်းလိုက်ထခိုင်းလိုက်နဲ့ အစုံခိုင်းတော့တာပဲခွေးကြီးမှလည်းသူခိုင်းနေတိုင်းလှုပ်ရတာနောက်ဆုံးတော့ခွေးကြီးကနေလူတန်ထွက်လာတယ်ဗျလူတန်တော့မှမိမတယောက်ရဲ့အသံကြောက်ပါပြီရှင်ကျမကိုလှုပ်ပေးပါတော့ကျမတောင်းပန်ပါတယ်ဒီတော့မှဥပဒါကြီးကလည်းကြေနပ်သွားပါတယ်ဟဲ့မိအေးနင်ဒွေးเจ้าကမိအေးမလားနင့်ပညာလောက်နဲ့မြငါရွာကိုလာဆန်းရတယ်လို့မိအေးရဲ့ ဒီရွာမှာငါရှိနေတယ်ဆိုတာနင်မသိဘူးလားခွေးကြီးကဘာမှမပြောဘဲနဲ့ခွေးမိုင်ကြီးမိုင်းနေရဲ့ဗျဥပဒါကြီးကခွေးကြီးနားကိုလမ်းလျှောက်သွားလိုက်ပြီးတော့ခွေးကြီးကိုလက်ညှိုးထိုးပြီးတော့ကဲနင်လဲသွားတော့နောက်ဆိုရင်နင့်ရွာမှာနင်ကြက်တယ်လို့လို့ငါရွာကိုတော့လားမကြော်နဲ့မိနေမကျေနိုင်ရင်နင်တို့တမျိုးလုံးခေါ်လာခဲ့သွားစမ်းအဲ့လိုပြောပြီးတော့ ခွေးကြီးရဲ့နာနုကိုဖြတ်ကန်ထက်လိုက်တာခွေးကြီးမှာနာလုံးလို့တကကိန်နဲ့អော်ပြီးတော့အမီးကုတ်ပြီးတော့ကြောဒန်းနဲ့ကိုဝင်ပြေးသွားတယ်ဗျာမနာခံနိုင်ရောလားဥပဒါကြီးစီးတဲ့ဖဏကတရက်သားမမကိုခုတ်ပြီးတော့လှုပ်ထားတဲ့ခုတ်ဖဏကြီးကြနာနုကိုထိသွားတာဆိုတော့တော်တော်တော့နာသွားမယ်ပုံပဲနောက်တော့ဥပဒါကြီးကရွာဘက်ကိုထွက်သွားပါတယ်ကျုပ်လည်းရွာကိုအပြေးပြန်ဖို့လောက်ရတာပေါ့ဗျာကျုပ်ကတရေတော့ လုံးဝမကြောက်တတ်ပြီမဲ့နည်းနည်းတော့လန့်နေပြပတ်ဝန်းကျင်ကလည်းတော်တော်လေးမောင်းနေပြီလေဒါမဲ့ဖိုးတီယိုဦးလေး၃ယောက်ကိုတတိယသွားလို့သူတို့တွေဘုံနေတဲ့ခြုံမုံစီကိုတွားလိုက်ပါတယ်အဲ့ဒီကိုရောက်တော့ဘာတွေ့တယ်ထင်တယ်လဲပြစိုးမလာရင်ဓာတ်နဲ့ခုံမဲ့လမ်းနဲ့ထိုးမဲ့ဆိုတဲ့အာကောင်မောင်းတဲ့ယောက်ျားကြီး၃ယောက်ကတတိလိနေတယ်ပြမျက်ဖြူတွေကိုလန်းလို့ဒါကြောင့်သူတို့ခွေးကြီးကိုဓာတ်နဲ့မခုံနေတာနေမှာပေါ့ဗျာ ကျုပ်လည်းရွာကိုအမြန်ပြန်ပြေးရပါတော့ရွာရောက်တော့မှဖိုးဒီယိုရဲ့အိမ်ကိုသွားပြီးတော့အကျိုးကြောင့်ပြောပြတော့မှဖိုးဒီယိုအိမ်ကလူတွေသွားခေါ်ရပါတယ်တတိယအောင်မနေနာနှက်ယူရတယ်ဗျာအဲ့ဒီအချိန်မှာပဲဖိုးဒီယိုအင်ကိုအဖေရောက်လာတယ်ဗျာအဖေလက်ထဲမှာကင်ထားတာကလည်းဂျိန်လုံးကြီးဂျိန်လုံးကြီးရဲ့နာမည်ကလည်းတဝဲကျိန်းနေဗျာကျုပ်လည်းခွေးနဲ့ကြီးထွေပြေးတာကိုဝမ်းသာအားရကြည့်ခဲ့ပြီလို့ဟိုးလေဒါလားတော့မသိပါဘူးဗျာ ဒီတခါတော့ကျုပ်ပြီးတဲ့အလက်ပေါ့ဖိုးတို့ရဲ့အိမ်နောက်ဖက်စီယိုမှာရှိတဲ့ခွေးတူးပေါကနေထွက်ပြေးတာပေါ့အဖေကတော့ကျုပ်ကိုလမ်းပြီးတော့အော်စိမ့်နေကြိတ်လုံးကြီးကိုဝင့်ငါဝင့်ငါနဲ့ပြေးလိုက်လာတာပေါ့ဗျာကျုပ်လည်းဖဝါနဲ့တင်မတသားတည်းကြအောင်ပြေးပြီးတော့နောက်ဆုံးရွာဦးဖုံးเจ้าစီကိုပြေးရတော့လားရွာဦးဖုံးကအဖေရဲ့ဗားကြီးလေကျုပ်တို့ရဲ့အဖိုးတော်တာပေါ့သူကကျုပ်ကိုတိတ်ချရှာတာနောက်ဆုံးဖုံးเจ้าကိုရောက်တော့မှာ ကျော်လေအဖိုးဖြစ်သူရဲ့ရင်ဝင်ထဲမှာအပြီးတော့ငိုချလိုက်ရတာပေါ့ဗျာဟုတ်ကဲ့ပါဇလန်းလေးကတော့ဒီမာတင်ပြီးဆုံးပြီပဲဖြစ်ပါတယ်ခင်ဗျာအစိုးရနတော်ဒါဆင်အားပေးခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာအားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ